အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်တော့နေ့ဒီနေ့ဖြစ်ပါသေးနေရကနေစွန့်မောင်းကောင်းတောင်းပေးလိုက်ပါတယ်ကိုနော်။အဲဒီနေ့နေ့လဲမာတာပွဲတွေလဲပြီးသွားပြီဆိုတော့လက်ရှိဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုနည်းနည်းလေးပြောဖို့တော့လိုလာခဲ့ပြီ။လက်ရှိမာတာကျွန်တော်တို့သူများအသင်းကြောင်ပြောရတဲ့ဆန်ကိုရီးအသင်းကြောင်ပြောဖို့တော်တော်လေးကိုလိုလာခဲ့နေတာတခုရောက်လာခဲ့ပြီ။ လက်ရှိမှာတော့ကျွန်တော်တို့နီးပြနေတဲ့တတော်လေးကိုဆူဆူရွရွဖြစ်နေခဲ့ပြီးတော့လက်ရှိမှာပြည်သက်တွေကြာပြည်သက်တွေကိုလည်းနီးပြကဝေဖန်မှုတွေကိုပြုလုပ်ခဲ့အလေးအားတွေစတင်ပြီးတော့ရောက်ရှိလာခဲ့ပြီဖြစ်တယ်ဒီအချိန်ကတော်တော်လေးကိုဆူဆူရွရွဖြစ်တယ်ဆိုတဲ့ဆိုကြတဲ့စကားလုံးတစ်ခု ပို့ပြီးတော့ကျန်းတဲ့စကလုံးတစ်ခုကိုကျွန်တော်တုံးရမယ့်ဒေတာတစ်ခုကိုကျွန်တော်ရောက်လာခဲ့ပြီလို့ပြောရမယ့်ဒေတာတစ်ခုရောက်သွားပြီပေါ့နော်။ဘာကြောင့်ဒီလိုမျိုးတွေကျွန်တော်ပြောရမလဲ။လက်ရှိမှာဒါပထမဆုံး update တစ်ခုအနေနဲ့စတင်ပြီးပြောချင်တာကလက်ရှိဒါကျွန်တော်ပွက်ပြီး36ပွက်ပြီးမှဒါကျွန်တော်နီးပြပြောခဲ့တဲ့စကား။အဲလက်ရှိမှာကစားသမားတွေလည်းလုံးဝဒါကျွန်တော်အချင်းချင်းတွေတွေးကွဲနေတယ်။ပြီးရင်ဒါကစားသမားဒီကူတိုင်ကလည်းပြိတ္တနေတာကျွန်တော် aggregation တွေဒါတော်တော်လေးကိုညံ့ဖျင်းတဲ့ပုံစံမျိုးတွေတွေ့လာခဲ့ရတယ်။အဲ့တော့ အသင်းကလက်ရှိမှာတော်တော်လေးကိုဒါကျွန်တော်တို့ချွတ်ချုံကြနေတယ်ဆိုတဲ့စကားလုံးတော့မှ understatement တစ်ခုဖြစ်နေတယ်လို့ပြောလို့ရမယ်တော့ပါတယ်လက်ရှိမှာကျွန်တော်တို့အသင်းကဒီကျွန်တော်ရက်သက်တက်ပြီးသွားကျွန်မ assistant နဲ့ရောက်သွားတယ်ဒါကြောင့်လာမဲ့ဒါရက်မိုင်းတွင်မှာဒါကျွန်တော်ညကစေအိမ်ခွင်းမှာသွားပြီးဆော့ရမယ်တော့ကျွန်တော် spa တင်တယ်တော်တော်လေးကိုအခြေအနေရမ OK ဘူးမခိုင်ဘူးအဲ့တော့အဲ့ပွဲစဉ်မှာဒါရှုံးခဲ့မယ် spa တင်တယ်ဒါကျွန်တော်လက်ရှိမှာမနစ်က ash poster cocktail လက်ထက်က assistant ငါပုံစံမျိုးကျွန်တော်ပြန်ရောက်ဖို့တော်တယ်ဖြစ်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်လက်ရှိမှာဒါနီးပြအာချောင်းတဲ့ဥစားကြီးလည်းအများကြီးအများကြီးလူတွေဘောနီးပြနေတာကျွန်တော်လက်ရှိမှာ ချက်စီးနဲ့ပွဲစဉ်ရှုံသွားတော့ကသူကပြောတာပေါ့နော်လက်ရှိမှာဒီအသင်းကဒါမနစ်ကအဆင့်ဆက်ခွန်ရခဲ့တဲ့အသင်းဆိုပြီးသူ့အနေနဲ့ပြောသွားခဲ့တာကိုတွေ့ရပဲအဲ့တော့အဲ့ဒီအဆင့်ဆက်ခွန်ရသွားတဲ့အသင်းကမနစ်ကယူရိုပါလီရတယ်ဆိုတဲ့အချက်ကိုလည်းသူ့အနေနဲ့မမေ့သင့်ဘူးလို့ကျွန်တော်အနေနဲ့ပြောပြရစေဒါမနစ်ကစပါသင်းအနေနဲ့အခုလက်ရှိဒီနစ်စပါသင်းထက်ဆိုင်ပို့ပြီးတော့ဒါကျွန်တော်အများကြီးလူကောင်းတွေခေါ်ပေးထားခဲ့တယ်မှာပါတယ် ပုံမှန်လေးပြောမယ်လက်ရှိဒီနောက်ပိုင်းနီးပြရည်တဲမှာမှာ Thomas Frank ကလက်ရှိနီးပြရည်တဲမှာဒါကျွန်တော် backing အကောင်းဆုံးရထားတဲ့နီးပြတယောက်လို့ပြောရရတယ်မှာပါတနွေရာတီတဲမှာ Mohammed Khudus လို့ဇာဗီ Simon လို့တဲ့ကစားသမားနှစ်ယောက်ကိုတပြိုင်တည်းဝယ်ပြီးထခံရတဲ့နီးပြကသူတယောက်ပဲ spa သိင်းရတာကျွန်တော်တို့ တမိုင်းရာစုမှာရှိမယ်လို့ပြောရမယ်တမန်ပါတယ်ဒါလည်းရှိတော့တော်တော်ဟော့စပန်နီးပြတယ်မိုရူရှာပိုချက်တီလိုလိုနီးပြမှုဒါ H Poster Cock Group ကိုနီးပြမျိုးတော်မှာဒါကျွန်တော်သူတို့အနေနဲ့အကောင်းဆုံးရာသီမှာဒါကျွန်တော်ပေါင်သန်း90နဲ့ကစားသမားတယောက်ပဲရတဲ့အနေထားတစ်ခုကိုရောက်သွားနေတာမှရှိအဲ့တော့ပြောချင်တာကရှယ်ရှယ်လေးကျွန်တော်လက်ရှိဒီနောက်ပိုင်းနွေရာသီအပြောင်းရွှေ့ရတဲ့မှာကျွန်တော်လက်ရှိဒီနှစ်မှာငွေသုံးအများဆုံးသတင်းဖြစ်ခဲ့တယ် ်ဒီထဲမှာလက်ရှိပြန်ကြည့်မယ်ဆိုရင်ဒီနည်းပြတာကျွန်တော်စပါအသင်းရဲ့လက်ရှိပိုင်ရှင်ဒါအစ်စ်ပြောင်းလဲမှုတွေထဲမှာမှာဒါကျွန်တော်အသီးပွင့်ကိုစတင်ပြီးခံစားရတဲ့ဒါပိုင်ရှင်လို့ပြောလို့နည်းပြပြောလို့အဲ့တော့ပြဿနာပဲလက်ရှိမှာဒါကျွန်တော်တို့ market ထဲမှာဒါစပါအသင်းနေနဲ့ဒါကျွန်တော်တို့ နီးပြအသက်ခံဖို့အတွက်မားကတ်မှာရှာနေတယ်ဆိုတဲ့သတင်းတွေတော့ရှိနေပြီမဲ့ဒါဟာအခြေမြင့်မရှိတဲ့သတင်းတွေများဒါပေမဲ့လက်ရှိမှာနီးပြအနေနဲ့ကျွန်တော်အနေနဲ့ကျွန်တော်ဒါတုံတုံနီးပြကျွန်တော်ဒါနီးပြရင်ကျွန်တော်တုံတုံထွက်သွားစီခြင်းနဲ့မထွက်သွားစီခြင်းကျွန်တော်မပြောလို့ရှိဘူးကိုနီးပြနဲ့ပတ်သက်ကိုရှိနေတဲ့ကျွန်တော် back လုပ်မယ်ကျွန်တော်အများနဲ့သိပါတယ်ကျွန်တော်လက်ရှိမှာအဆိုးရွားဆုံးနီးပြဖြစ်ခဲ့မှုတဲ့ Nuno Esperto Santos ဘာလို့တော့မှဒါကျွန်တော်အနေနဲ့ကိုနီးပြတယောက်နဲ့ကျွန်တော်တို့နောက်ကနေ back game လုပ်ပေးခဲ့တာပဲဗျာဟုတ်တယ်မှာကျွန်တော်ဘယ်မှမလုပ်ပေးတဲ့အကြောင်းမရှိဒါပေမဲ့ ီနည်းပြတော့ကျွန်တော်မနိုင်ပြတော့တော်တော်လေးကိုစိတ်ကုန်တယ်လို့ပြောလို့ရမယ်တယ်မပါဘာကြောင့်လဲလက်ရှိ तू ပြောနေတဲ့စကားကြီး तू ပြစ်သက်တွေကိုတုံ့နှုံနေတဲ့အသုံးတွေလက်ရှိမှာဒါကျွန်တော်ပထမပိုင်းပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ဒါအမတ်မဲရာကျွန်တော်ဖူဟန်ကို2စီလား2 1လားမသိဘူးဆိုရရလည်းတခုနဲ့ကျွန်တော်ရှုံးနေတယ်ရှုံးနေတဲ့အချိန်မှာဒါကွင်းထဲမှာဒါကျွန်တော်ဟာအဲ့မှာ half time မှာဘူးလောက်ကြတယ်ပေါ့နော် ကျွန်တော်ပြောပြမယ်အဲ့ဒီပွဲစဉ်နေကဒါကျွန်တော်တို့လန်ဒန်မှာဆိုရင်ကျွန်တော်တို့ဒါကွင်းထဲကလူတွေကဒေါသထွက်ဖို့အတွက်100%တို့တို့မှာအခွင့်အရေးရှိတယ်။တို့ပစံတို့တို့ပေးလာကြဘဒုမဒီကွင်းထဲကိုအလကားလာကြတယ်ကျွန်တော်ပြောပြမယ်။နောက်လက်ရှိမှာစပါအသင်းကဒါကျွန်တော်အာဆနယ်အသင်းနဲ့နီးတူဒါပရီးမီးယားလိမှာဒါကျွန်တော်တို့အဲလက်မှတ်ဈေးကြီးဆုံးတဲ့သတင်းပါတယ်။တစ်ဖက်ကအာဆနယ်အသင်းကခုလက်ရှိမှာပရီးမီးယားလိနဲ့ချန်ပီယံလိမှာအဆင့်တစ်ဖြစ်နေတဲ့သတင်းပြီးပြီးကွင်းထဲကိုလာကြရတဲ့လူကလက်ရှိမှာတပွဲကိုပေါင်ပေါင် တရားပေးရတယ်ဒါပေမဲ့ဘောလုံးပွဲတပွဲလာတယ်ဆိုတော့ပေါင်တရားပေးရတယ်ဘယ်တော့မှမပြီးဘူးဒါလည်းရှိကိုရီကိုရီလည်းဘောလုံးပွဲဒါရင်တော့မကြည့်ခင်တော့ကတော့ဩဘောလုံးပွဲကြည့်တာဘယ်လောက်ခက်ခဲလူလဲဆိုစကလုံးအသုံးလုံးနေမယ်အင်္ဂလန်ကတော့လန်ဒန်မြို့ဆိုတဲ့ဥစားကတော်တော်လေးကိုခြေပြတ်နေတဲ့ပုံမှန်ရှိတယ်တချို့ဆိုတာကျွန်တော်လက်ရှိမှာလန်ဒန် base club ကိုသာအားပေးပြီးတော့တချို့ကြတာကျွန်တော်တို့တခြားမြို့တွေမှာနေရလူတွေလည်းရှိတယ်ဒီဘောလုံးပွဲတပွဲကိုလာဖို့အတွက် immediate မှာ costly ဖြစ်တဲ့ movement လည်းရှိတယ်ပြီးပိုဆိုးတာလန်ဒန် stadium မှာလို့ကျွန်တော်ဆိုရင်လည်းကျွန်တော် total hotspur stadium ကလက်ရှိဒါကျွန်တော်တို့ဒါပူပူလို့လို့ဖူဟန်နဲ့ပွဲစဉ်လက်ရှိမှာ newcastle နဲ့ကန်နဲ့ပွဲစဉ်မှာ ာအောင်မှာဖူဟဲတဲ့ပွဲစဉ်မှာဆိုခမောက်ကျွန်ပြမယ်ည၈နာရီဒါကျွန်တော်တို့တို့ရဲ့စံတော်ချိန်ကန်ကြတယ်9နာရီတို့ဘု၈နာရီကန်ကြတယ်နော်9နာရီ၈နာရီကန်တဲ့ချိန်မှာဒါဘောလုံးဝဲပြီးသွားချိန်မှာ10နာရီခွဲယုတ်တည်းကြည့်လိုက်မယ်ဒါကျွန်တော်ခမောက်ဥရောပနိုင်ငံအရန်ခစ်မီတဲ့ပုံစံမျိုးခမောက်တွေ့ရလိမ့်မယ်အဲ့လောက်ကြီးမယိုးရှင်းဘူးနော်ကျွန်တော်10နာရီခွဲပွဲပြီးတယ်ဘဒုံကမှ10နာရီခွဲပွဲပြီးပြီးကျွန်တော်ဒါကွင်းကနေပြီးတော့ဒါကျွန်တော်လက်ရှိယထာကိကူသွားရင်အနည်းဆုံး25မိနစ်လမ်းလျှောက်ရတယ်။တော့စပါအသင်းရဲ့ကွင်းကနေပြီးကျွန်တော်လက်ရှိမှာ ဟောကျွန်တော်တို့ယထာဂိတ်ကိုသွားပြီဆိုရင်ဘယ်တော့မှတာကျွန်တော်9မိနစ်လောက်လဲချက်တယ်ဥရောပဆိုခင်ဗျအထင်မကြီးနဲ့ဘာမှတာကျွန်တော် transportation တွေအရင်ကောင်အင်္ဂလိပ်သူ့ဘောဂျာမနီတို့ဘာလို့ဟောရင်ဟုတ်မှာပေါ့နော်ဒါကျွန်တော်အင်္ဂလန်ကအဲ့လောက်ကြီးမဟုတ်ဘူးစပါးသင်းရဲ့ queen ကနေဒါအဲ့နားမှာဒါကျွန်တော်လေမောင်ရောင်ကျွန်တော်တို့ဟိုဘောလေမောင်ဂိတ်တခုရှိတယ်အဲ့ gate ကခင်ဗျစီးကျင်တယ်ဆိုရင်ခင်ဗျ queen ကလူပေါင်း6000ဆန်တယ်အဲ့ဒီ6000မှာ4000ခွဲလောက်က public transportation ကိုအားကိုးပြီးသွားရတဲ့လူတွေဖြစ်တယ် လူပေါင်း၄000ခွဲကကွင်းကတပြိုင်တည်းထွက်တဲ့အချိန်မှာဒီယထားတွေဘလောက်နိုင်လဲခမဆန္ဒကြီးအခမအဲ့ကွင်းကနေ၁၀နာရီခွဲထွက်တယ်ပြီးတော့ခုနပြောပဲလက်ရှိမှာခမခုနပြောအင်္ဂလန်ဆိုပြီးအထင်မကြီးနဲ့အင်္ဂလန်ကယထားတွေကမနက်တနာရီခွဲ၂နာရီဆိုလုံးဝရက်သွား24မအားဝအောင်ပြီးရင်အစိုးဆုံးကဘာလဲဆိုလက်ရှိမှာကျွန်တော်မြို့ပြမှာကျွန်တော်ဥပမာမော်ဘီလောက်မှနေတဲ့ကောင်တွေ maybe ကျွန်တော်တို့ဒါတောင်ကျိုးကကျွန်တော်တို့ဒါဗာလေအဲဘယ်လိုပြောမလဲကျွန်တော်တို့တာဂီတာအောင်နေနေပြီးပါသေးတယ်ဘယ်လိုပြောမလဲကျွန်တော်တို့ မော်ဘီတို့ရွှေပြည်သားတို့အေးစိန်တို့ဘက်မှနေတဲ့လူတွေပုံစံမျိုးပွဲရတော့ကျွန်တော်လာစုတွေမှာပုံစံမျိုးခမပြန်မယ်အာကျွန်တော်ရုတ်တရက်ကြီးမှလည်းကျွန်တော်ကားလေး၅ဝိုင်နှစ်ပေါင်းရရှိမယ်မာကွေးနှစ်ပေါင်းကွယ်၃000ပေးရောက်ပြီဟုတ်တယ်မလားကျွန်တော်သူတို့ပေါင်းလို့တော့မစတာငါတော့6ပေါင်းလောက်ပဲရှိတယ်ခါပြပါမယ်ကျွန်တော်လက်ရှိကျွန်တော်ကိုယ်တိုင်လဲတာမျိုးမျိုးမှနေခဲ့တဲ့ moment တွေရှိတယ်ဘောက်တော့မျိုးမျိုးတဲမှနေရဆိုအင်မတမစီတထေးတွေပဲနေနိုင်တာเนาะကျွန်တော်တော့တခါနေပဲကျွန်တော်တို့သွားနေတဲ့ moment မျိုးရှိမယ်အကြိုင်မှာကျွန်တော်ကိုယ်တိုင်မျိုးမျိုးမှနေရကျွန်တော်လက်လက်ရှိမှာဟိုကျွန်တော်တို့ကလည်းမော်ဘီတာကြီးလောက်မှာကျွန်တော်တို့ဒါလန်ဒန်မျိုးဆိုရင်လန်ဒန်မျိုးတဲဆိုရင်ကျွန်တော်တို့ကမော်ဘီတာကြီးလောက်မှာနေဟဲ့ဘောလုံးမွဲပ ီးရင်ကျွန်တော်အဲ့ကိုသွားရတယ်အသွားပြန်ခေးရအနည်းဆုံးဒါကျွန်တော်၄နိုင်ခွဲ၅နိုင်ကြတယ်အခုနဘောလုံးခွဲ၁၀နိုင်ခွဲပြီးသွားပြီပြောဟုတ်တယ်မလားဘောလုံးခွဲ၁၀နိုင်ခွဲပြီးသွားတဲ့ပွဲပြီးသွားတဲ့အချိန်မှာအိမ်ကိုပြရဖို့ခင်ဗျာမနက်၂နိုင်တို့မှအနည်းဆုံးပြရမယ်အေးအဲ့ဒါတော့ယထာရှိမှကံကောင်းယထာမရှိဘူးခင်ဗျာပတ်စံတောက်တောက်လဲကုန်ပြီးတော့ကျွန်မဥပါခလားစီရမယ်ဥပါဆိုညာဘက်ဆိုအနည်းဆုံးပေါင်30ရာစားပေါင်30မြန်မာကွင်းတွေ့မယ်နော်မြန်မာကွင်းတွေ့မယ်ဆိုခါအခုလက်ရှိဈေးနဲ့တွေ့မယ်ဆိုမြန်မာကွင်းသိန်း၈000သိန်းပေးရတယ်အနည်းဆုံးပေးရတယ်အဲ့တော့အဲ့ဒီကွင်းတဲကိုလာပြီးဒါကျွန်တော် လုံးဝလာအားပေးတဲ့ကောင်ကစောက်ချေဆွဲမပြဘူးဆိုခင်ဗျကွင်းထဲမှာဘူးတင်မဟုတ်ဘူးရှိသမျှကျွန်တော်ခုနကပြောဖနက်တောင်ကောက်ပေါက်ပိုင်ခွင့်ရှိတယ်ရှင်းရှင်းလေးပြောတာဖူဟန်ရဲ့ပွဲစဉ်ကခြေဆွဲကကွင်းထောင်ဆင်းထိုးတင်တာကျွန်တော်ဘူးဝင်လင်းပြောတာအဲ့တော့ဟာတက်မှာ half time မှာဝေဘယ်လို့ဒါကြီးကမလုပ်သင့်ဘူးဒါကပြိတ္တာစစ်မဟုတ်ဘူးခင်ဗျဘာကောင်လဲကျွန်တော်ပြောတာရှင်းရှင်းပြောတာ ဒီပြတယောက်နေခုနပြောဆိုခင်ဗျားတို့ကခုနဟို out of the reach ဖြစ်သွားတယ်ကျွန်တော်တို့ကတပတ်တပတ်လာတော့တိမ့်နေချီရလို့ကျွန်တော်တို့ကခုနတာမန်ဒန်းတယောက်ဘောလုံးပွဲလာချီရဘယ်တော့ခက်ခဲတယ်မှလည်းကျွန်တော်ပြောတာအဲ့တော့လန်ဒန်ကောင်ကိုဒီမြန်မာပြည်ကောင်တွေတော့ကြည့်ကောင်ဘယ်တော့ယူခါသွားမှာကျွန်တော်ပြောတာကိုဒီအဲ့ဒီရှစ်ခွဲပွဲကိုလာတဲ့ခီးစင်မထက်ကျွန်တော်ပြန်ရတဲ့ခီးစင်ပဲပြောရအောင်နော်ခင်ဗျာအဲ့တော့တမဟာတဝေဘန်နာကတမပွဲပြီးမှဝေဘန်ပေါ့ပွဲလေလက်မှာဝေဘန်နာကတာပြိတ္တဆစ်မဟုတ်ဘူးခင်ဗျာလာတဲ့ကောင်စစ်သားလေး ပြဆောက်ရဲအေးတာကိုင်ကဘိုးလုံးလေးလုံးငွင်းမဟုတ်ဘူးဟာလာကြီးဘိုးကအဲ့လန်လန်ဆိုတဲ့မျိုးကလည်းချမ်းဘိုးရွာချရင်ရောကိုစောက်စည်းနေလဲပြောသေးတယ်ကိုကကိုဝေဘန်တော့လဲဝေဘန်တာမကျဘူးသေလာအဲ့လိုအနီးပြောက်ကျွန်တော်ခါကျဆောက်ရဲတင်းနေသေးတယ်ကျွန်တော်ပြောတာဒီပြအဆက်ဆက်ပြဆောက်ရဲစုပ်ပါရယ်ဆိုတဲ့နေအန်တိုနီယိုကော်ပိုရီလိုဟောင်းမဟောင်းမဒီပြတော့ပြိတ်သက်ကိုဝေဘန်ခဲ့တာဘူးသူကပိုင်ရှင်နဲ့ညှိခဲ့တာပဲရှိတာကျွန်တော်ပြော ပရိသတ်ပွေးလဲမှာဘာဟာတိုင်းပြီးလို့ဘူးလို့တာပရိသတ်ကအစစ်မဟုတ်ဘူးတဲ့ shit man တကယ်အတကယ်တကယ်ကျွန်တော်တွေးတွေးချက်တဲ့ဒုံးသေးလာကျွန်တော်ပြောတာအော်ကိုကတော့ခုနကကိုကိုရဲဒီနီးပြကိုကထောက်ခံတဲ့နီးပြရတယောက်ပါခုနကဘယ်လိုပဲဒါအော်ဒီနီးပြရောကျွန်တော်လက်ရှိမှာ form ဘာပရိသတ်ကိုဝေဖန်တာတော့မုန်းတာမရှိကျွန်တော်ပရိသတ်ကိုယ်တိုင်ကလည်းပြောတာဗာကွင်းတဲ့ကိုစင်းထိုးတော့ကျွန်တော်ကွင်းတဲ့ကိုစင်းထိုးတော့ဗျာကျွန်တော်လက်ခံအခုခြေစွမ်းနေရ ်ခမတွေ့ရမှာ PSG Ultra AC Milan Ultra တို့ဘယ်လိုဘယ်လိုရှုံးရင်ပြိတက်ရှိသွားပြီးစကားသွားပြောရတွေ့တာအဲ့ဒီအင်္ဂလန်ကောင်လုံကြီးဘယ်ချိန်ဆောက်ကွက်ထားထိုးခံခမလက်ခုပ်လေးသွားတီးဖို့တော့မပတ်ပြေးနေတဲ့ကောင်လေးအရင်တော့ကဆွန်ဟောင်မင်းဝပြတဲ့ညာပြတဲ့အေရှန်မလို့အဲအခုသူတို့ရဲ့အာဂျင်တီးနားသားတွေပါညာဟာအချိန်တန်တာကျွန်တော်တို့တန်နေတဲ့ဝင်သွားတာပဲဆက်ချက်လည်းမရှိဘူးကျွန်တော်ပြောတာငါတို့အာရှသားဖြစ်တော့ဘာဖြစ်တယ်ညာဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်အာရှသားကဘာဖြစ်တယ်ညာဖြစ်တယ်လီဒါမရှိဘူးအခုကဘယ်တော့ကောင်းနေလို့လဲအဲ့တဲ့က leadership က ိုတစ်ခါကလည်းရူမဲရူဆိုတဲ့ကောင်ကဒါဝင်းတဲ့ကောင်ကတန်နေတဲ့ကိုစောစောစီပြိတ္တာတော့နှုတ်မဆက်ပဲဆိုတန်နေတဲ့ကိုစောစောစီဝင်သွားတာ ਨੇ ကပတိန်ဆိုတဲ့ကောင်ကလူရှိမှတာကျွန်တော်ဒီပြနဲ့ရန်ဖြစ်ပြရတာ ਨੇ ဆော်မင်းတော့ဟာအေရှားမလို့ဘာဖြစ်လဲအခုတို့ဥရောပသားဆိုစောပစာကပိတ်နေရောဒါခါကျရင်အတင်းကပြူခွဲခင်ဗျာလုံးဝသွားစားစီပဲကျွန်တော်မနေ့ပြူခွဲပါကြအောင်ဆူကားတယ်ဆူသွားတယ်ဘောတော့အဲ့ဒါမှအတက်ကပြန်စားတချို့ຢာတွေကလုံးဝပြူခွဲသွားမှအစပြန်စားရလွယ်တာ ။တပိုင်းတစနဲ့အပြန်ပြင်းနေပြီးမှမို့လန်တစလန်တလန့်ကိုခင်ဗျာဖာထင်းနေလို့ရခင်ဗျာပြန်ပေါက်မှာပဲလန်ဟုတ်တယ်မလားကျွန်တော်ပြောရ။ဖြတ်တဲ့အဲ့လန်မလက်ခုလို့ဖြတ်ပလိုက်ဖြတ်ပလိုက်ပြီးခုနကအသက်ပြန်ဆောက်။နောက်ပြန်တံပဲမှာပြောင်းပတ်ကျွန်တော်အားပေးလိုက်မကိစ္စမရှိဘူး။ပရိသတ်တယောက်နေခင်ဗျာစဉ်းစားကြည့်လေကျွန်တော်ပြောတာသူတို့ကတပတ်တစ်ပတ်ကိုတိမ့်နေချီရတဲ့ကစားသမားညာပရိသတ်ကိုကိုင်းနေလာအဲ့ကစားအဲ့ပရိသတ်တွေထဲမှာကျွန်တော်တို့ day to day မြင်နေရတာမှန်လို့ဒီမားကြီးပါတယ် တန်ရှင်းလို့ဒီမားရေးပါမယ်တနေ့တနေ့ပေါင်တရာကိုဖင်ပြဲအောင်ရှားရဲကောင်ကြီးအများကြီးပါအဲ့တော့ဟောအသက်မှာမင်းတို့ပိတ်သက်မဆုပ်ဆိုစကားတော့မပြောနဲ့အဲ့ပရိသတ်မဝေဖန်နဲ့ပြောပရိသတ်ကလည်းဝေဖန်မှန်ကွင်းရှိပရိသတ်လည်းလူပဲဝေဖန်လို့ရဒါပေမဲ့ပရိသတ်အနေနဲ့ပရိသတ်ကဝေဖန်မှုဆိုသူတို့အနေနဲ့သူတို့ရဲ့ရင်ထဲကခမဆန်းစားကြည့်တယ်အိမ်ဝင်းကြီးမှာတူးစီနေခမရှုံးနေပြေးလိုက်ကူတည်းခမကြီးခမခမပရိသတ်တယောက်နေခမကျွန်တော်ကြည့်နေတဲ့ကောင်တော်နှစ်ဖူးရရကျွန်တော်ကြည့်နေ physically နှစ်ဖူးပါရရတယ်ကျွန်တော်အဲ့လောက်စုပ်ရလီလားဆိုတဲ့ဥစားပြောကိုင်းနဲ့ပတ်စံ baby ကြီးတဲ့ကောင်ပို့တော်သားမထွက်ဘူးလားကျွန်တော်ပြောတာ ဲ့ဒေါသကိုလက်အောက်လုပ်လို့မရဘူးလားမင်းတို့ကိုင်းနဲ့စင်ထိုးနေတာမို့စင်ထိုးရအောင်မှကျွန်တော်ဖရားတို့ပြန်တောင်းမှန်အမှန်တိုင်းပြောရမှာဆိုရင်တကယ်ရမ်းအဲ့တော့ကျွန်တော်လေးနီးပြောက်တုံးတယ်ကျွန်တော်ဖြုတ်တယ်မဖြုတ်ဘူးပုံစံမျိုးကျွန်တော်မပြောဘူးဒါပေမဲ့ဒီကောက်နီးပြောက်ကျွန်တော်ဖြုတ်စေချင်တယ်အမှန်တိုင်းပြောတကယ်ကိုဖြုတ်စေချင်တယ်ဖရားတို့ကျွန်တော်ဖြုတ်စေချင်တယ်တကယ်ကြမ်းရတယ်ကြည်အသက်အသက်တူတယ်ပြောရင်လေးတလားတကယ် အဲ့တော့လောက်ပါပြီမြန်မာလက်ကလစ်ဘူးမမေ့ကြပါနဲ့မြန်မာကလစ်မှာပြင်မဲ့နေဖြစ်ပါတယ်အားလုံးကြွတူပါတယ်ကျွန်တော်တို့ကွန်ပျူတာအောင်ဒီပါဗျာ